ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုခေါ်ပြောပေးမှာပဲဖြစ်ပါတယ်။ခေါ်ပြောပေးမယ်ဆိုတဲ့အခါမှာအလုတ်ကိုင်းငွေကြေ ကျမ်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနောက်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရန်အတိုက်အခိုက်ရှိမရှိစသဖြင့်ပြည့်ပြည့်စုံစုံလေးဖြေရလေအောင်ဒါတဲရော့ကတ်တွေနဲ့တက်ကတ်ချင်းကျွန်တော်ကြည့်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။နောက် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ အဲ့တော့အင်္ဂါသားသမီးများအနေနဲ့အခုဒါဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာကာလတွင်မှာလုပ်ငန်းကိုင်ငံပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အကြက်တဲအခက်အခဲလေးတွေ အကြက်တဲခက်ခဲလေးတွေကြုံတွေ့ရတတ်ပါတယ်ဘလို့လုံငါခိုင်ငံမျိုးပဲလောက်ကန်ဆောင်ရွက်သည်ပဲဖြစ်ပါစေလွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့လောဝခိုင်ရတာမျိုးမရှိဘဲနဲ့ပေါ့နော်အခက်ခဲတွေအနှောင့်အယှက်တွေအစင်မပြေမှုတွေကြားတဲ့ကနေပြီးတော့ရုံးကန်ရနိုင်တဲ့အခြေအနေမျိုးလေးတွေ ကြုံရတတ်ပါတယ်။ဟိုဝန်တန်းတို့ပါလို့ဆိုလို့ရှိရင်လည်းကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေတာမျိုးတွေကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်မှုခံရတာမျိုးတွေတွေကြုံရတတ်ပါတယ်။ကိုပိုင်လုံငန်းခိုင်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့လုပ်ငန်းမှာအပြိုင်ဆိုင်တွေအနှောက်အယှက်တွေအတိုက်အခိုက်တွေတအားများတတ်တယ်။လာတလာကိုဒါရောက်နေခြင်းဖြစ်ပါတယ်နော်။ဒါမှမဟုတ်အလုံးခိုင်နဲ့ပတ်သက်ရင်နည်းနည်းကယူဆိုင်ပြပါလို့မှာချလို့ပါတယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းဆက်ပြောပါမယ်။ငွေရေးကြေးပိုင်းမှာလည်းအားနည်းနေတဲ့ ေထားမျိုးကိုတွေ့ရပါတယ်။ငွေကြေးအတွက်နဲ့နည်းနည်းစိတ်ရှုပ်စရာတွေကြုံလာရနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတခုပြီးတခုဖြေရှင်းနေရနိုင်တယ်လို့တွေ့ရပါတယ်။အထူးသဖြင့်ကိုအောက်ကကိုတဲ့ငယ်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ငွေကြီးပိုင်းမှာအဲစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းဟာ ဘယ်လိုပြောမလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အစင်မပြေမှုတွေနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်အဲ့တော့စိတ်မပျော်ရွှင်မှုစိတ်မကြည်လင်မှုစိတ်မလန်းဆန်းမှုဖြစ်နေတဲ့အခါမှာကျမ်းမာရေးရလည်းပဲဟိုဟာညံ့လိုက်ဒီဓာညံ့လိုက်နော်ဟိုနေရာမကောင်းဖြစ်လိုက်ဒီနေရာကမကောင်းဖြစ်လိုက်ဆိုတဲ့ပုံစံမျိုးတွေရှိလာနိုင်ပါတယ်ဒါမလို့ကျမ်းမာရေးပိုင်းကိုလည်းပဲညံ့တယ်လို့ကျွန်တော်ကထပ်ပြီးတော့တွေးရပါတယ်ခင်ဗျာအဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ်လူမှုရေးပိုင်းမှာတော့ပုံမှန်အားဖြင့်ရှိပါတယ်တအားကြီးအကောင်းကြီးလည်းမဟုတ်သလို့ အစိုးကြီးလည်းမဟုတ်ဘူးအကောင်အစိုးညီညနေတယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့ပညာရေးကံသို့မဟုတ်ဘာသာရေးကံကိုကျွန်တော်ကြည့်ပေးပါမယ်အဲ့ဒီပညာရေးကံဘာသာရေးကံကတော့ပုံမှန်အားဖြင့်ရှိပါတယ်အသင်ထဲမှာပဲပါပါတယ်တော့ဒီကာလဟာပညာရေးကံတအားကောင်းတယ်လို့လည်းမဆိုသာသလိုအဲဘာသာရေးဘက်မှာလည်းတအားကြီးကံနေကောင်းနေပါတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးကြီးထဲမှာတော့မတွေ့ရသလိုအညံတဲ့ကိုရောက်နေတယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာခရီးသွားလာမှုနဲ့ပတ်သက်တဲ့အကြောင်းလေးစာကြည့်တဲ့အခါ မှာလည်းပဲခရီးကြုံညံ့နေပါလေဒါမျိုးခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာ အဆင်မပြေမှုလေးတွေညားရပါတယ်เนาะဂယူဆိုင်ပါအဲ့တော့နောက်ဆုံးရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ကြည့်ပြပါမယ်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့တိတ်ကြီးကြီးမမမရှိပါဘူးရန်နေအတိုက်ခိုက်တွေကိုကြုံလာခဲ့မယ်ဆိုရင်လည်းပဲကြော်ဖြတ်နိုင်မယ်လို့တွေးရပါတယ်အဲ့တော့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့အင်္ဂါသားမိများဟာဒီကုနိုဝင်မှာလာတဲ့မှာအလောက်ကန်ရောငွေကြေးပိုင်းရောအဲနောက်ကျမ်းမာရေးတို့ဘာတို့မှာရောပေါ့နော်အညံလေးတွေရှိနေတဲ့ပုံစံလေးတွေကိုသွားတွေးရပါတယ်ဒါလို့ဘ ာရေရာလေးတွေဘလို့စောက်ဝဲတင်လဲဆိုတာကိုနောက်ထပ်တဲရော့ကန်လေးမှာကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်။ဒါပြင်ဘလို့ကန်အခွင့်အလန်းကောင်းတွေကိုလည်းပဲကြုံတွေ့ရရှိနိုင်အောင်မလဲ။ဘာတွေကိုဒီလာထဲမှာမျှော်လင့်လို့ရနိုင်မလဲဆိုတာကိုထပ်ပြီးတော့ကြည့်ပေးပါမယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတအူးချင်းတယောက်ချင်းဘေးဒီနေနေချင်းနေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အရိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ဗီဒီယိုဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်လေးကိုကျွန်တော်ပို့ပေးတယ်။သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ခင်ဗျာ။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်။နောက်ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကအခုဒီနိုဝင်ဘာလလာဇန်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်။ ယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေတွေးဆုံမေးမြန်းကျင်တဲ့မိစေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့လာရောက်တွေးဆုံမေးမြန်းနိုင်ပါတယ်ခင်ဗျာ ။နောက်ကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာကျွန်တော်နာမည်နဲ့ Berry application လေးလုပ်ထွက်လာရှိပါတယ်။ Play Store မှာ Soyan Thoe ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Berry application လေးကို download ဆွဲတာနေ့စဉ်ကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတယ်။ Daily အဟောတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အဲ့တော့နေ့စဉ်အဟောတွေအပြင်တပတ်စာဟောစရန်တွေတစ်လစာဟောစရန်တွေတစ်နှစ်စာဟောစရန်တွေကိုလည်းပဲ application လေးထဲမှာကျွန်တော် ထည့်ပေးထားပါတယ်ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော် application လေးကို download ဆွဲပြီးတော့နေ့စဉ်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများအတွက်ကို့အတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်အဲ့တော့ဒီရဲ့ post out မှာအဲကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ပုံလေးကို screenshot ရိုက်ပြီးလို့ရှိရင်ကိုသိလိုတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်ကျွန်တော်ကအင်္ဂါဝိဇ္ဇာနဲ့တော့၎င်းသို့မဟုတ်တေရဝကနဲ့တော့၎င်းကြည့်ပြီးလို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တတ်နိုင်သလောက် ဖြည့်ပြီးဟောပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့တတ်နိုင်သလောက်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့အင်္ဂါသားမိများတွေဘလို့ကန်အခွင့်အလမ်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲနောက်ဘလို့ရရတွေကိုဆောင်ရွက်တင်ပါတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါမယ်ခင်ဗျာ အင်္ဂါလာသီးများကိုမှာကျင်တာကဘယ်အလုပ်ကိစ္စကိုပဲလုပ်လို့အချိန်မဆွဲပါနဲ့လင်းလင်းမြန်မြန်စဉ်းစားဆုံးဖြတ်ပြီးတော့လုပ်ကန်ဆောင်ရွက်ပါ အချိန်ဆွဲနေမယ်တွေ့ဝေနေမယ် စဉ်းစားနေမယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးသွားတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်။နောက်ဘယ်လောက်ကိုပဲလုံလို့တစ်ချိန်နဲ့မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးကြိုးစားပါ။နောက်တစ်ချိန်မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးတော့ကြိုးစားပါ။အချိန်ချင်းအခါခါကြိုးစားလုံဆောင်ခြင်းအပြင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။နောက်လုံးဝရပ်မနေပါနဲ့။ကိုယ်ကံနေညံ့နေတယ်ကိုယ်ပါလုံးလုံးအစင်မပြေဘူးဖြစ်နေတယ်ဆိုပြီးတော့ဘာမှမလုပ်ပဲထိုင်နေတာတည်းဆာလို့ရှိရင် ဒါတစ်ခုမဟုတ်တစ်ခုလုံးနေတဲ့စူးစမ်းနေမယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ရေရာအနေနဲ့ကတော့ပေါ့ပေါ့ပါပါပါပဲ။ဖျားရေတတ်ပဲလို့ရတယ်။ဖျားတောက်တော့ရေကတ်လို့လို့ရပါတယ်။ရေနဲ့ပတ်သက်တဲ့ကုစုကောင်းမှုလေးတွေညံ့များလေးပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုအံ့ညွန်ပေးလိုက်ရပါတယ်။ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနေတတ်တဲ့ဆိုအောက်မှာ comment လေးတွေရေးခဲ့ပါအောင်။ like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။